ပြိတ္တတို့တွေမိုးပြန်ရထားလို့ခေါ်တဲ့ roller coaster စီးဘူးကြပါသလားတစ်ခေါက်လောက်စီးရုံနဲ့ငေးတန်ပါအောင်អော်ရတဲ့ roller coaster ကိုစီးရင်လည်းခံရောခံရလားဆိုတဲ့အတွေ့အမျိုးလူတိုင်းတွေးမှုကြပါလိမ့်မယ်အမြင်ကြီးမှာအင်ဂျင်ရက်သွားရင်ရောခံရောကပကချောင်းနေရင်ရောပြေးလမ်းပေါ်ကနေဘီးကချော်သွားရင်ရောစတဲ့စတဲ့ဖြစ်နိုင်ခြင်းတွေကိုရှောက်တွေးပြီးတော့ကြောက်ကူးကြမှာမှန်ပါပဲတချို့ဆိုရင်စီးတော်မစီးကြည့်ပဲကြည်ရင်တွေကိုကြောက်နေကြတာမျိုးပါအခုပြောပြမှာကတော့အင်ဂျင်တက်ထားတဲ့ကြောက်စရာကောင်းတဲ့ roller coaster အကြောင်းမဟုတ်ပါဘူး တစ်သားတွေဝါးရီနဲ့ပြုလုပ်ထားတဲ့အင်ဒိုရိုးရာလက်လုပ်လူလာကိုစတာကြောင့်ပဲဖြစ်ပါတယ်တောင်ဆောင်တစ်ခုပေါ်မှာဝါးရီတစ်တွေကိုရှော့ပုံစံစောက်ထားတဲ့ဒီလိုလာကိုစတာကိုစီးဖို့အင်ဂျင်တစ်လုံးမှမလိုပါဘူးကဘာမြင်ရဲ့ဆွဲရရှိုံနဲ့နေရပါပြီကလေးတွေပျော်ပျော်ရွှင်ရွှင်စီးနေကြတဲ့ဒီတစ်သားလူလာကိုစတာတွေကိုအင်ဒိုနီးရှားကရွာတွေမှာပဲတွေ့နိုင်ပါတယ်ပြည်သက်ကြီးလို့ဆိုရင်ရောဒီတသားလူလာကိုစတာကိုစီးရကြလားဆိုတာပြပြပေးသွားကြပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင် ဒီဗီဒီယိုရဲ့အစမှာမြင်နေရတဲ့ငါးကတော့ငပူတင်းလို့ခေါ်ပါတယ်။ဒီငါးကိုလုံးဝမဖမ်းမိပါစေနဲ့။မတော်တဆဖမ်းမိခဲ့ရင်တော့အမြန်ဆုံးပြန်လှုပ်ပေးလိုက်ပါ။လိုင်စင်ရဂျပန်စပိုမှုတွေကလွဲလို့တခြားတန်ငါးတွေကလည်းဒီငါးဆိုရင်အဝေးကနေရှောင်ကြပါတယ်။အားကြောင့်လဲဆိုတော့ဒီငါကဖမ်းလိုက်ရရနဲ့ဘောလုံးတလုံးကိုဝိုင်းဆက်ဖောင်းကလာပါလိမ့်မယ်။ကြီးရတာချစ်စရာကောင်းမှုမယ်။တကယ်တော့အဲ့ဒီအချိန်မှာအစိတ်တွေကိုထုတ်လွှတ်နေတာဖြစ်ပါတယ်။ ငါဘုတ်တင်းမှာပါတဲ့တက်ထရိုဒိုတောက်စင်ကပမာဏအနည်းငယ်ပဲဆိုရင်တော့လူကိုအသက်ဆုံးနှုတ်စေတဲ့ကြီးဖြစ်နိုင်ပါတယ်။တိတိချာချာအစိမ့်ဖယ်ပြီးပြင်စင်ချက်ပြုတ်တာမျိုးမရှိဘဲနဲ့ဒီငါးကိုစားမယ်ဆိုရင်အတော်လေးကိုအနေရပါတယ်။အစိမ့်ကလက်နဲ့ထိမိရင်အလက်ကျစ်ဖြစ်စေနိုင်တာမို့လို့ဒီငါးကိုမတော်တဆဖမ်းမိရင်တော့ရှောက်ကန်ကြည့်မနေပဲအမြန်ဆုံးပြန်လှုပ်ပေးလိုက်ပါ။ဘလို့ပဲဖြစ်ဖြစ်လူတွေအတွက်အကျိုးမရှိဘူးဆိုပေမဲ့လည်းငပူတင်းတွေကသမုဒ္ဒရာပဝန်းကျင်အတွက်တော့တရောင်းတနေရာကနေအေးပါနေစေပါပဲ။ပြိတဲ့ကြီးတို့ရောဒီငါးကိုအပြင်မှာတွေးမိကြလား။ ဗီဒီယိုလေးကိုအဆုံးသတ်ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။ကလာအုပ်တွေဆိုတာအပူပိုင်းဒေသမှာနေထိုင်ကြဆားကြတဲ့တတဝါတွေပြီးပြီးအပူချိန်ကိုအတော်လေးခံနိုင်ရင်ရှိကြပါတယ်။ရေလုံးဝမရှိတဲ့ပူပင်းချောက်သွင်းနေတဲ့တဲကန္တရာထဲမှာတော့သူတို့ကဘာအထောက်ကူမှမပါဘဲသွားလာနိုင်ကြပါတယ်။ရေတွေကိုတိုးလောင်နိုင်သွမ်းရှိတာကြောင့်အရွယ်တကူရေငတ်တာမျိုးလည်းမဖြစ်ကြပါဘူး။သူတို့ဟာအပူပိုင်းတတဝါတွေဖြစ်လို့အပူချိန်ကိုခံနိုင်ရင်ရှိကြပေမဲ့အေးအေးတန်ကိုတော့ထင်သလောက်တောက်မခံနိုင်ကြပါဘူး။ ဒါဆိုရင်ဘာလို့ဒီကလပ်အုပ်ရဲ့လေဘင်းမှာရေခဲတွေချိတ်ဆွဲပေးထားရတာလဲအပူတန်ခံနိုင်ပြီးအေးအေးတန်မခံနိုင်တဲ့ကလပ်အုပ်တွေကိုရေခဲတုံးချိတ်ပေးထားတာကနားလေရခက်တဲ့ကိစ္စတခုလို့ထင်ရနိုင်ပါတယ်တကယ်တော့အပူကိုခံနိုင်ရရှိတယ်ဆိုတာနဲ့ပဲလုံးဝမပူတတ်ဘူးလို့တော့ပြောလို့မရဘူးမဟုတ်လားဘလောက်ပဲအပူကိုခံနိုင်ရရှိတဲ့တတဝါပဲဖြစ်ဖြစ်အပူတွေလိုရာထက်ပိုပြီးမများလာအောင်ရှော့ချပေးဖို့တော့လိုတာပါပဲ။ပူပြင်းချောက်တွေးတဲ့တဲကန်နာရကြီးထဲမှာခီးရီရှည်တွေတွားပြီးတိုင်းမှာကလအုပ်တွေဟာလည်းလိုရာထက်ပိုပြီးတော့အပူများနေတတ်ပါတယ်။ ဒါကြောင့်ဒီလိုမျိုးရေခဲတွေချိတ်ပေးလိုက်တာကကို့အပူချိန်ကိုအမြန်ရောကျစေပြီးတော့အမောလည်းပြင်းတက်တောင်တက်တာလည်းဖြစ်စေပါတယ်။ပြိသက်ကြီးတို့ရောကလောက်တွေကိုအပြင်းမမြင်မှုကြရဲ့လား။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။